ငင်းကြရင်မရှိတဲ့တိုင်းပြည်ဟာနှလုံးတော့ကရောက်နေတဲ့တိုင်းပြည်လိုပဲလို့နိုင်ငံတော်အတိုင်းမင်္ဂပုတ်ကိုဒေါအောင်ဆန်းစုကြည်ကပြောဆိုပါတယ်။ခွန်ဘတာသတင်းပေးပို့ထားပါတယ်ရှင်။နိုင်ငံတော်အတိုင်းမင်္ဂပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့ဒေသခံလူထုတွေရဲ့ငင်းကြရင်ဇကဝိုင်းဆွေးနွေးပွဲကိုဝမ်တွဲမြွတ်နဲ့မြေတိုင်းကန်ကျေးရွာမှာအော်ဂိုလာ9ရက်နေ့ကကျင်းပခဲ့တာပါ။ငင်းကြရင်မရသေးတာဟာတယောက်နဲ့တယောက်ယုံကြည်မှုအပြေအဝမရသေးတာ။ မေတ္တာတရားမထားနိုင်ကြတာကြောင့်တော့ကရောက်တဲ့တိုင်းပြည်လိုဖြစ်တယ်လို့တော့ဆန်းစုကြည်ကပြောပါတယ်ဘာပါတော့ဦးမြစ်တာခန်းနိုင်တာကြောင့်ဒီအရာကြီးဖြစ်ရတယ် ။ညင်းကြတဲ့သူတွေတောင်အလောက်ရတာခက်ခဲများစွာရှိရင်မညင်းကြတဲ့ဒေသကပြည်သူတွေရဲ့ဘဝအတွက်ဘလောက်ထိခက်ခဲမလဲဆိုတာနားလည်ဖို့လိုကြောင်းတိုင်းပြည်တိုးတက်ဖို့အတွက်အားလုံးကဝိုင်းဝန်းကူညီကြဖို့လိုကြောင်းလည်းတော်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။တက်ရောက်လာတဲ့ဒေသခံပြည်သူတွေကတော့သူတို့ရဲ့အခက်အခဲတွေကိုတင်ပြခဲ့ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ကိုလည်းမျှော်လင့်နေကြပါတယ်။ ူလည်းငင်းချမ်းရေးကိုပေါ့အကောင့်ထဲအများဆုံးပေါ်သွားမယ်လို့လည်းထင်ပါတယ်။ဟုတ်ပါဘူး။ငင်းချမ်းရေးကိုရလည်းရမှာလို့ညှော်လင့်ထားပါ။နိုင်ငံတော်တိုင်ပင်ခပုတ်ကိုတော်ဆန်းစုကြည်ဟာပြီးခဲ့တဲ့တလပိုင်ကစပြီးငင်းချမ်းရေးစကဝိုင်းပြုတ်လောက်ခဲ့တာဆိုရင်လေးကြိမ်ရှိသွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေကိုတော့ရှမ်းပြည်နယ်ပင်လုံမြို့မှာနဲ့နေပြည်တော်တွေမှာကျင်းပခဲ့ပြီးလူငယ်တွေနဲ့တိုင်းရင်းသားပေါင်းစုံကိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မိထီလာကရင်မြေတိုင်ကန်ရွာမှာချင်းပတဲ့ဒီဆွေနွေးပွဲကိုတော့ဒေသခံရွာသား၈ဦးနဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ